ခါကတောပရင်ချင်းတဲ့မင်းကြီးတကောင်ရှိပါတဲ့သူ့မှာအလွန်ယုံကြည်စိတ်ချရပြီးတောင်ဝင်ကျတဲ့လူယုံတော်တယောက်လည်းရှိတယ်သူကတော့ရှင်းတကောင်ပဲဖြစ်တယ်ရှင်းကလေးဟာချင်းတဲ့မင်းကြီးခိုင်းတဲ့မြောက်ကိုမင်းကြီးမညူဆောင်ရွက်ပေးလေးရှိတယ်အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာလဲမြမြန်ပြီးတဲ့အချိန်အမှားရမရှိတဲ့လောက်လဲနေပါတာကြောင့်ချင်းတဲ့မင်းကြီးကအင်မတန်မှပဲသဘောကျတယ် ဒါကြောင့်လေဂျင်တိတ်မင်းကြီးကရှင်ကလေးကိုဆင့်ခေါ်လိုက်ပြီးဒီလိုပြောတယ်။မင်းဟာအင်မတန်တော်တဲ့ကြီးကျွန်တယောက်ဖြစ်တဲ့အတွက်ငါကိုယ်တော်အင်မတန်သဘောတော်ကြသကွယ်။ဒါကြောင့်လေမောင်မင်းအသက်အရွယ်ကြီးရင်လို့အငိမ့်စားယူတဲ့အခါမှာတော့လက်တစည်းတိုက်ရှိရဲ့လက်မွန်သီးတွေကို စုတော်လက်တော်ဖြစ်ဂုဏ်ပြုပေးမယ်လို့ငါကိုယ်တော်ကတိပေးထားပါတယ်လို့ပြောခဲ့တယ်။ရှင်ကလေးဟာအရန်အံ့ဩဝမ်းတာသွားခဲ့ရတယ်။ မမွန်သီးစေးဆိုတာကအခြားတာမန်ရှင်တကောင်အတွက်တတလုံးနေလို့မှတလုံးတလေရဖို့တောင်ခက်ခဲမှဖြစ်ပေမဲ့သူဟာနှဲ့စည်းတိုက်ကြီးများတောင်ပိုင်ဆိုင်ရမယ့်အရေးကိုတွေးပြီးပြုံးပြော်လာခဲ့တယ်။ ရှင်တိဘရင်ကြီးစီမှာအဆောက်အဦတာဝန်ထမ်းဆောင်စဉ်ကတော့အခြားသောရှင်တွေရဲ့လွတ်လပ်တဲ့ဘဝကို သူအားကြမိခဲ့တယ်။သူလည်းပဲအခြားသောရှင်တွေလိုအပင်တွေပေါ်တက်လိုက်ဆင်းလိုက်နဲ့စော်ကစားပြုံမှုချင်ခဲ့တယ်။ဒါပေမဲ့လည်းရှင်တိဘရင်ကြီးပေးနာကခီးဟန်နန်းဟန်ပါပါနဲ့နေရတဲ့ဘဝကိုလည်းကုန်တည်ရှိရဲ့လို့သူထင်ခဲ့တယ်။နောက်ဆုံးမှာတော့တာမန်ရှင်တကောင်ထက်ပိုပြီးထူးခြားတဲ့ဘရင်အပါတော်မြင့်အဖြစ်ကိုပဲသူရွေးချယ်ခဲ့တာဖြစ်တယ်။အခုတော့ဂုံရှိရဲ့ယာရုကနေအနာ ယူတဲ့အခါမှာလည်းအင်မတန်ကြီးမားတဲ့ဆုလက်ကိုသူရအောင်မှာပဲဖြစ်တယ်။ဒါကြောင့်ရှင့်ကလေးဟာပျော်နေခဲ့တယ်။တခြားရှင့်တွေကငါ့ကိုမနာလို့ဖြစ်တဲ့အထိငါချမ်းသာတော့မယ်လို့သူတွေးနေခဲ့ပြန်တယ်။ အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တဲ့ ရှင့်ကလေးဟာလည်းအိုမင်းမစွန့်ဖြစ်လာခဲ့တဲ့အတွက်ရှင်သေဘရင်ကြီးရဲ့အမှုတော်ကိုအရင်ကလောက်မြန်မြန်ဆန်ဆန်လုပ်နိုင်စွာမရှိဘဲဖြစ်လာခဲ့တယ်။ဒီခါမှာတော့သူဟာအငိမ့်စားယူဖို့အတွက်ရှင်သေမင်းကိုရှောက်တင်ခဲ့တယ်။ရှင်သေမင်းကြီးကလည်းသူ့ရဲ့ပါတော်မင်းရှင်ကိုဂုံပြူညစာစားပွဲ ပြုလုပ်ပြီးဂုံပြူခဲ့တဲ့သူပတိစကားအတိုင်းမမွန်သေးကိုလှဲတစည်းတိုက်စာပေးခဲ့ပြန်တယ်။ရှင်ကလေးဟာ နှစ်နှစ်အလားလားအိမ်မက်မက်ခဲ့တဲ့ဆုလက်ဖြစ်တဲ့နတ်မွန်ကြီးတွေကိုဝန်တာအားရပွေဖက်ခဲ့တာဒါပေမဲ့တစုံတစ်ခုကို သူတတိထားမိတဲ့အခါမှာတော့သူဟာဝန်းနေခြင်းနဲ့အတူမျက်ရည်ဝဲလာပြန်တယ်။ခုချိန်မှာနတ်မွန်ကြီးတွေကိုစားဖို့သူ့မှာသွားတချောင်းမှမကြံတဲ့အဖြစ်ကို သူတတိရသွားလို့ပဲဖြစ်တယ်။ဒီပုံပြင်လေးကကျွန်တော်တို့ကိုပြောပြထားတာရှင်ရယ်။ ျွန်တော်တို့ဟာတခါတရံမှာရီမန်းချက်တစ်ခုကိုဆွဆွဲမြဲမြဲစူးစမ်းတက်ကြတယ်။အဲ့ဒီအပြင်အလုပ်တစ်ခုကိုလည်းဆွဲမြဲစွာလုပ်ကင်တက်ကြတယ်။အဲ့ဒီလိုရီမန်းချက်ထားလုပ်ကင်ဆောင်ရွက်ခြင်းဟာမှန်ကန်တယ်လို့လည်းရေပူရအဖြစ်သုံးသပ်နိုင်သေးတယ်။အဲ့ဒီလိုမှန်ကန်နေပေမဲ့လည်းချင်းချက်တစ်ခုလည်းရှိနေပြန်နဲ့အဲ့ဒါကတော့ဒီမန်းချက်ပြင်းရောက်ချိန်မှာရှိတဲ့ကိုယ့်ရဲ့အသက်အရွယ်နဲ့ခြေနေဖို့ ထည့်သွင်းသုံးသပ်တင်တာပဲဖြစ်တယ်။တချို့တော့ကြီးပွားချမ်းသာလိုသူများဟာလည်းရှင့်ကလေးမမွန်ဒီကိုမျှော်လင့်တယ်လို့မျိုးချမ်းသာကြွယ်ဝခြင်းကိုမျှော်လင့်လေးရှိကြပြန်တယ်။အဲ့ဒီအခါအခြားသူတွေရဲ့အခါအားရစွာအနားယူခြင်းမျိုးကိုတောင်းမြပြုလို့လေးမရှိကြပဲအရာရာကိုချိုးချံချွေတာစွာနေထိုင်တတ်ကြသေးတယ်။ အဲ့ဒီလိုနေထိုင်ခြင်းဟာရောင်ရဲခြင်းရှုတောင်းဘက်ကရှုမြင်တဲ့အခါမှန်ကန်ပေမဲ့အစားထိုးလို့မရတဲ့အချိန်ကာလကြောင့်အိုမင်းမစွန်းဖြစ်လာခဲ့ရင်တော့ကိုယ့်ရဲ့ရှာဖွေစုဆောင်ခြင်းတွေဟာကိုယ့်အတွက်ဖြစ်လာမှာမဟုတ်ဘူးလို့ဆိုတဲ့ရှေ့ကလေးရဲ့သွားတွေဟာအချိန်ကာလရဲ့တိုက်စားမှုအောက်မှာပျောက်ပြတ်သွားခဲ့အခါသူမမောတဲ့မမွန်ဒီရဲ့အရာတာကို ခံစားခွင့်မရှိတော့သလို ဆူဆောင်းခြင်းကြောင့်ရရှိလာတဲ့ကျေဝါမှုတွေဟာလည်းအုံမင်းခြင်းနဲ့ကလျက်ပါလာတဲ့ကျမ်းမာခြင်းအကြောင်းကြောင့်ပဲအချင်းကြီးဖြစ်တဲ့တယ်လို့ဆိုလိုရင်းဖြစ်တယ်